အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့တရားပိုင်းနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ကိုရီးယားဘာသာစကားမှာတရားကို mon pop လို့ခေါ်ပါတယ် mon pop ဆိုတာကကြတော့တရားပါဒီနေ့သင်ပေးမယ့်တရားကတော့ကရိယာပောင်းဥလတဲဆိုတဲ့ဒီတရားလေးနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်တယ်ဒီကရိယာပောင်းဥလတဲဆိုတဲ့တရားလေးကကြတော့တဲ့အခါတဲ့အချိန်ဆိုပြီးတော့ဘာသာပြန်သုံးပြုလို့ရတဲ့တရားပုံစံလေးဖြစ်တယ်ဒီတရားလေးကကြတော့သူကဒီကရိယာရဲ့နောက်မှာဥလတဲကိုကပ်ပြီးတော့သုံးပြမှာပေါ့နော်ဟုတ်ပြီအဲ့ဆိုတော့ကရိယာပြုနေခြင်း ဖြစ်နေခြင်းကာလကိုဖော်ပြခြင်းတဲ့အခါမှာအသုံးပြခြင်းတဲ့အခါမှာကရိယာပါဥလာတေကိုသုံးတာဟုတ်ပြီနော်ကရိယာပြုနေခြင်းဖြစ်နေခြင်းကာလကိုဖော်ပြခြင်းတဲ့အခါမှာသုံးတဲ့သဒ္ဒါပုံစံလေးဖြစ်ပါတယ် ဟုတ်ပြီဒီတရာလေးကလေဘယ်ထုံးစံတိုင်းပဲအသက်ပါတယ်ဆိုလို့ရှိရင်တော့အိုးသေးကိုတုံးပြီးတော့အသက်မပါဘူးဆိုလို့ရှိရင်တော့လတ်သေးကိုကတ်ပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်ကရိယာမှာအသက်ပါရင်အိုးသေးအသက်မပါဘူးဆိုလို့ရှိရင်တော့လတ်သေးကိုကတ်ပြီးတော့အသုံးပြုပေးရမှာဖြစ်တယ်ဒီတရာပုံစံလေးမှာဆိုလို့ရှိရင်သူကနောင်းနဲ့လည်းကတ်ပြီးတော့အသုံးပြုလို့ရပါတယ်နောင်းပေါင်းသေးဆိုတာကကြတော့မြန်မာလိုဒုံကအခါကဆိုပြီးဘာသာပြန်အသုံးပြုလို့ရတယ်ဒီနောင်းနေရာမှာလည်းပဲသူကအချိန်ပြနောင်းကိုပဲထည့်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်အချိန်ပြနောင်းရင်နောက်မှာဒီသေး ဲကိုကပ်ပေးလိုက်တာနဲ့ဒုံကအခါကဆိုပြီးတော့ဘာသာပြန်အသုံးပြုလို့ရပါတယ်။နောင်ရဲ့နောက်မှာတော့သူကတဲကပ်ပေးလိုက်အောင်ပါပဲ။အသက်ပါမပါရီခွဲစရာမလိုဘူး။ဟုတ်ပြီနော်။ဥလာလည်းထဲစရာမလိုဘူး။သူကတဲတလုံးပဲကပ်အောင်။နောင်ပေါင်းတဲဒုံကအခါကဆိုပြီးတော့ဘာသာပြန်အသုံးပြုလို့ရတဲ့သဘောပုံစံလေးဖြစ်ပါတယ်။ ဟုတ်ပြီအဲ့ဒါဆိုတော့ခါကြတော့ဥပမာဝါကြလေးတွေနဲ့လေ့လာကြည့်ရအောင်ဟုတ်ပြီနော်ဒါလေးတွေကကြတော့ဝါကြထဲမှာပါတဲ့ဒီကရိယာလေးတွေကိုထည့်ပေးထားတာဖြစ်ပါတယ်ရွှီတာဆိုတာကကြတော့အနာယူသည်ရွှီတာအနာယူသည်နောက်ဒီမှာဆိုလို့ရှိရင် arm dab တာဆိုတာကကြတော့တာယာလှပသည် arm dab တာတာယာလှပသည်ဟုတ်ပြီအဲ့ဒါဆိုတော့ခါကြတော့ဒီယာလေးတွေကိုအသုံးပြုပြီးတော့အားလေ့လာကြည့်ရအောင်ဒီမှာ jonon shield တဲ့ arm down ဘာရရဲ့ကာကိုရှိဖို့ရော ျွန်တော်ကတော့အနားယူတဲ့အခါတာယာလှပတဲ့ပင်လေကိုသွားကျင်ပါတယ်ဟုတ်ပြီနော်အဲဆိုတော့ခါကျတော့ဒီနေရာမှာဒီတာလေးကိုသုံးထားတာကကျတော့ဒီမှာဂျွန်နွန်ကျွန်တော်ကတော့ဒီမှာရှွေးတဲ့ရွှေတာဆိုတာကကျအနားယူသည်အဲ့အနားယူသည်ဆိုတဲ့ကရိယာကိုသဒ္ဓါပုံစံပြောင်းတော့မယ်ဆိုရင် ကရိယာကဒါကိုဖြုတ်လိုက်တယ်ရှီမာအတ္တမပါတာဖြစ်တဲ့အတွက်သူကလတ်သေးလေးကိုကပ်ပေးလိုက်တယ်အတ္တမပါဘူးဆိုလို့ရှိရင်ဒီမှာလတ်သေးကိုကပ်ပေးရမှာလေဟုတ်ပြီနော်အဲ့ဆိုတော့ခါကျတော့ရှွေးတဲ့အနားယူတဲ့အခါအနားယူတဲ့အချိန်အနားယူတဲ့အခါဒီကရိယာလုပ်နေတဲ့ 有奶的，拼奶的。 ဒီကာလာပိုင်းခြားလေးကိုပြောချင်တာပေါ့ should the အနားယူတဲ့အခါအနားယူတဲ့အချိန်အဲဒီလိုမျိုးလေးအသုံးပြုလို့ရတယ်ကျွန်တော် should the ကျွန်တော်ကတော့အနားယူတဲ့အခါအနားယူတဲ့အချိန် arm down ဆိုကြတော့တာယာလှပတဲ့ပါရဲပင်လေကိုကာကိုရှစ်ဖို့ရောက်သွားခြင်းပါတယ်ဒီမှာ arm dab တာတာယာလှပသည်ကိုဒီမှာ arm down တာယာလှပတဲ့ဆိုရဲဒီပုံစံလေးပြောင်းသွားတာကဘယ်လိုလဲဆိုတော့ဒီမှာကရိယာကဒီမှာ arm dab တာတာယာလှပသည်ဆိုရဲကရိယာဒါကိုဖြုတ်တယ်ထောက်ဖြုတ်ပြီးတော့ခါကြတော့သူကတာယာလှပတဲ့လို့ပြောချင်တာဖြစ်တဲ့အတွက်ဒီ quality bag ပေါ့နော် quality bag ကိုနောက်ကနေပြီးတော့ဒဲဆိုတဲ့သူကတရားလေးထည့်မယ်ဆိုလို့ရှိရင်ကြတော့ ကရိယာပောင်းအွန်နန္ဒရာကိုထည့်ပေးရတယ်။ကရိယာပောင်းအွန်နန္ဒရာကိုထည့်မယ်ဆိုလို့ရှိရင်ဒီအအတန်နဲ့စတဲ့တရာတရာနဲ့ကတ်တော်မယ်ဆိုလို့ရှိရင်ဒီဘာသက်ကပြုတ်ပြီးတော့ခါကြတော့သူကသူကဥဒလုံးထွက်ပေးရတယ်။ဥဒလုံးထွက်ပေးလိုက်တယ်။အဲဆိုတော့အာရုံဒါဥဖြစ်သွားတာပေါ့။အာရုံဒါဥဖြစ်သွားတယ်။အဲ့ဒီကဥအဲ့ဒီကဥတလုံးထွက်ပြီးတော့ခါကြရမှာဒီဥကအသက်မပါတာဖြစ်တဲ့အတွက်ဒီကိရိယာပေါင်းအွန်နာကြတော့အွန်အကြတော့အွန်နာတရာကနေပြီးတော့ဒီအသက်မပါရင်သုံးတဲ့နတ်သက်လေးကက်လိုက်တော့ခါကြရမှာအာရုံဒါအွန်ဆိုပြီးရဖြစ်သွားတာအာရုံဒါအွန်ကကြတော့တာယာ လာပါတဲ့ဆိုပြီးဖြစ်သွားတာပေါ့ဒါလေးကကြတော့နော်အဲဒီဒါလေးမပြောင်းတက်မှာဆိုလို့ဒါလေးကိုထည့်ပြီးတော့ရှင်းပြထားတာဖြစ်ပါတယ်ဟုတ်ပြီနော်ဒီကဟာကကြတော့မူမမှန်ဘာသက်တီပေါ့ဘာသက်တီကသူကအအတန်နဲ့စားတဲ့တရားနဲ့တွေ့တဲ့အခါမှာဆိုရင်အရိဥရိပါတဲ့တရားအဆိုတာဒီက on ကိုပြောတာနော်အရိဥရိပါတဲ့ဒီတရားနဲ့တွေ့တဲ့အခါမှာဆိုလို့ရှိရင်သူကဒီကဥရလုံးထွက်ပြရတယ်ထွက်ပြရတဲ့ခါကျတော့မှသူကအသက်မပါတာဖြစ်တယ်ဒီမှာနတ်တက်လီကက်ပြလိုက်တာအဲကြတော့အာရမ်ဒါအွန်တာယာလာပါတဲ့ ပါရာဧကကုရှိဖို့ရောပင်လေကိုတွားခြင်းပါတယ်ဟုတ်ပြီနော်ဒါကတော့ဒါမပြောင်းတတ်မှာဆိုလို့ပြပြတာပေါ့နော်အဲဒီဒရာလေးသုံးတာကတော့ဒီကရှိလ်တဲ့အနာယူတဲ့အချိန်အနာယူတဲ့အခါဟုတ်ပြီနော်ဒီဟာလေးကိုသုံးတာကရိယာပြောကြတော့ကရိယာပြုနေခြင်းဖြစ်နေခြင်းကိုပြောတာပေါ့ဟုတ်ပြီနော်ရှိလ်တဲ့အနာယူတဲ့အချိန်ပေါ့ကျွန်တော်ရှိလ်တဲ့အာရမ်တာအွန်ပါရာဧကကုရှိဖို့ရောကျွန်တော်ကတော့အနာယူတဲ့အချိန်အနာယူတဲ့အခါတာယာလှပတဲ့ပင်လေကိုတွားခြင်းပါတယ်အဲဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ဟုတ်ပြီနောက်တစ်လုံးကကြတော့ဒီမှာ ဟန်ကူမာရူဟာတာဆိုကြတော့ကိုရီးယားစကားပြောသည်ဟုတ်ပြီနော်ဟန်ကူမာရူဟာတာကိုရီးယားစကားပြောသည်ဒီစကားလုံးလေးကိုဒီထဲမှာဘယ်လိုအသုံးပြုထားတာလဲဆိုတော့ကြည့်မယ်ဒုံဆန်းငွန်ဟန်ကူမာရူဟာတဲ့မဲဦးဇာရမေတာ အဆရောခါကြတယ်မှာဒုံဆဲငုံဆိုတာကြတော့ညီလေးကတော့ဟန်ကူမာရူဟာတာနေပြီးတော့သူကဒီတရာကိုသုံးတော့မယ်ဆိုရင်ကရိယာကနေပြီးတော့ဒါကိုဖြုတ်လိုက်တယ်။ဟုတ်လားဖြုတ်ပြီးတော့ခါကြတယ်မှာဟာမှာအသက်မပါတာဖြစ်တဲ့အတွက်သူကလတ်သေးကိုကပ်ပစ်လိုက်တယ်။အဆရောဟန်ကူမာရူဟာတဲ့ကိုရီးယားစကားကိုပြောတဲ့အခါဒါမှမဟုတ်ရင်ပြောတဲ့အချိန်ဒီကရိယာလုပ်နေတဲ့အချိန်ပေါ့နော်ဖြစ်နေချိန်လုပ်နေချိန်ဟာကိုရီးယားစကားပြောတဲ့အချိန်ပြောနေတဲ့ကာလလေးအပိုင်းခြားလေးကို လွတ်ပြကျင်တာပေါ့နော်ဖော်ပြကျင်တာဆိုတော့ဟန်ကူမာရူဟာတဲ့ကိုရီးယားစကားကိုပြောတဲ့အခါပြောနေတဲ့အချိန်မဲအိုဂျာရာမီတာစာကြောင့်အရန်တော်ပါတယ်ကိုရီးယားစကားပြောရကျွမ်းကျင်တာကိုပြောတာပေါ့နော်ဂျာရာတာကတော့သူကဂျာဟာတာကိုမှသူဗမီတာစင်မီတာလေးကတ်ထားတော့ဂျာရာမီတာဖြစ်သွားတာဟုတ်ပြီနော်အဲဆိုတော့ကကြတော့တော်ဒီကျွမ်းကျင်ဒီကြိုက်တယ်လို့ပြောလို့ရပါတယ်ဟုတ်ပြီနော်သုံးဆဲငွန်ဟန်ကူမာရူဟာတဲ့ မဲဦးဂျာရမီတာညီလေးကတော့ကိုရီးယားစကားကိုပြောတဲ့အခါအယံတော်ပါတယ်ဒါကြောင့်ဒုံဆဲငွန်းဆိုတာကြတော့ညီလေးကတော့ဒီနေရာမှာသူကအဲကြတော့ဒီဒုံဆဲဆိုတာကညီလေးလိုလည်းပြောလို့ရတယ်လို့ညီမလေးလိုလည်းပြောလို့ရတယ်ဟုတ်ပြီနော်သူကသူအတိတိကြကြဆိုလို့ရှိရင်တော့သူက main ကလေးပေါ့နော်ညီမလေးဆိုလို့ရှိရင်တော့ယောဒုံဆဲဆိုပြီးတော့ပြောတယ် မင်းဟာကျတော့ယောက်ျားလေးဆိုလို့ရှိရင်တော့နမ်ဒုံဆဲဆိုပြီးတော့ပြောတယ်တိတိကျကျပြောကျင်နေဆိုအဲ့လိုပြောလို့ရတယ်ကျတော့ညီလေးဆိုလို့ရှိရင်နမ်ဒုံဆဲညီမလေးဆိုရင်ယောဒုံဆဲအတကယ်လို့ဒီဒုံဆဲဆိုတဲ့စကားလုံးတလုံးနဲ့ပဲဆိုလို့ရှိရင်တော့များသောအားဖြင့်ညီလေးလို့ဘာသာပြန်တာများပါတယ်ဟုတ်ပြီနော်အဒီထဲမှာတော့ဒုံဆဲညီလေးလို့ပဲအဲကျတော့ခြေအသုံးပြုထားပါတယ်နော် ဟုတ်ပြီအဆောရကကြတော့ဒုံဆန်းကွန်ဟန်ကူမာရိုဟာတဲ့မဲဥကြရမိတာညီလေးကတော့ကိုရီးယားစကားကိုပြောတဲ့အခါအယံတော်ပါတယ်အဲဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ဟန်ကူမာရိုဟာတဲ့ဟုတ်ပြီနော်နောက်တစ်လုံးကကြတော့ကြည့်မယ် အဲနောက်ထပ်တစ်မျိုးကြည့်အောင်နော်ဒီမှာဂျူမာဆိုတာကကြတော့ယုံပေရဲ့ဂျူမာယုံပေရဲ့ဟုတ်ပြီနော်စနေတွင်နေယုံပေရဲ့ကိုပြောတာရောင်ဟွာရူပူတာဆိုတာကကြတော့ရုပ်ရှင်ကြည့်သည်ရောင်ဟွာရူပူတာဆိုတာကြတော့ရုပ်ရှင်ကြည့်သည်ဟုတ်ပြီနော်အဲဆိုတော့ခါကြတော့ဒီဝါကြလေးကိုရေးကြည့်ကြအောင်ဂျူမာတဲ့မောဟစ်ဆော်ရော ပိတ်ရက်မှာမလုပ်ခဲ့လေဟုတ်ပြီเนาะဒါဆိုလို့ရှိရင်ဂျူမားဆိုတဲ့ဒီရုံးပိတ်ရက်ဒီကအချင်းပြနောင်းပေါ့အချင်းပြနောင်းရဲ့နောက်မှာဒီမှာတဲကိုကပ်ပေးလိုက်တာဟုတ်ပြီเนาะဂျူမားတဲရုံးပိတ်ရက်မှာရုံးပိတ်ရက်ဒုံကဟာလာရုံးပိတ်ရက်ဒုံကမောဟစ်ဆော်ရောမလုပ်ခဲ့လေမောဟစ်ဆော်ရောမလုပ်ခဲ့လေ အဆိုတော့ခါကျတော့ဒီမှာသူကပြန်ဖြေတယ်ဂျော်နန်ချင်းကူတူကွာဟမ်ကေရောင်းွားရူပါဆော်ယောကျွန်တော်ကတော့တငယ်ချင်းနေနဲ့အတူတူရုပ်ရှင်ကြည့်ခဲ့တယ်ဂျော်နန်ကျွန်တော်ကတော့ချင်းကူတူကွာဆိုတာကြတော့တငယ်ချင်းတွေနဲ့ဒူးဆိုတာကြတွေကွာဆိုတာကကြတော့သူကကျွန်တော်နှင့်လေပြောတာပေါ့နော်ဒီလက်တက်နဲ့ဒီကာဘီနဲ့တွေ့ရင်လည်း ကအတန်လေးထွက်တယ်ကွာဆိုပြီးထွက်တယ်ချင်းကူဒူကွာတငယ်ချင်းတွေနဲ့ဟမ်ကဲဆိုတာကကြတော့အတူတူအဲ့ဟမ်ကဲအတူတူရောင်းဝါရုပ်ပါဆော်ရောရုပ်ရှင်ကြည့်ခဲ့ပါတယ်ဟာဒီတရာလေးကိုတုံးထားတာကတော့ဒီမှာနောင်ပေါင်းတဲ့ဒီနေရာလေးကိုတုံးတာဟုတ်ပြီနော်ဂျူမာတဲမော်ဟက်ဆော်ရောဂျော်နန်ချင်းကူဒူကွာဟမ်ကဲရောင်းဝါရုပ်ပါဆော်ရောအဲ့ဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ် ဟုတ်ပြီဒါဆိုလို့ကျွန်တော်တို့ကဒီကဘမ်မော့တာဆိုကြတော့ထမင်းစားသည်ဟုတ်ပြီနော်ဘမ်မော့တာထမင်းစားသည်အဲ့ထမင်းစားသည်ဆိုတဲ့စကားလုံးလေးကိုဒီထဲမှာထည့်ပြီးတော့အသုံးပြုကြည့်ရအောင်ဟုတ်ပြီအဲ့ဒါဆိုတော့ခါကြတော့သူကဒီမှာဘမ်မော့တာဆိုကြတော့ထမင်းစားသည်ဒီကဒီနေရာလေးမှာဆိုလို့ရှိရင်လည်းသူကအတန်ထွက်တဲ့အခါမှာဒီမှာဘတ်မော့တာအဲ့အဲ့လိုမျိုးကြီးထွက်เสียရမလို့ဘူးဒီမှာဘတ်တက်နဲ့ဒီနောက်ကမာဘီနဲ့တွေ့တဲ့အခါမှာလည်းပဲဒီဘနေရာလေးမှာကမတ်တက်အတန်ပြောင်းသွားပြီးတော့ ဘမ်မော့တာဓမင်းစားသည်အဲဒီလိုမျိုးလေးအတန်ဖော်ပြလို့ရတယ်ဘမ်မော့တာဓမင်းစားသည်နော်အဲဆိုတော့ခါကြဒီကရိယာကိုအသုံးပြုရမယ်ဆိုရင်တော့ဒီကရိယာဒါကိုဖြုတ်လိုက်မယ်ဟုတ်ပြီနော် mock မှာအသက်ပါတာဖြစ်တဲ့အတွက်နောက်ကနေပြီးတော့ ur the ကိုကတ်ပြတာပေါ့ဟုတ်ပြီနော်ဘမ်မော့ဂုတ်တဲ့ဓမင်းစားတဲ့အခါခွန်ဆိုရီရောဆိုကြတော့ ကျဲတဲ့အတန်ဖြင့်မောက်ချီမာဆယ်ရောစာကြတော့မစားပါနဲ့ဟုတ်ပြီနော်ဒီနေရာမှာကြတော့သူအတန်ကိုအသုံးပြုမှာဖြစ်တဲ့အတွက်ဒီကခုတာဆိုတော့ကကြတော့ကြီးဒီရနေပြီဒီမှာကြတော့ကျဲဒီပေါ့အဲ့ကျဲဒီကိုမှဒီမှာနတ်တက်ကဘာလို့ထည့်ပေးထားတာလဲဆိုတော့ခုနကတော့အပေါ်ကပြောခဲ့တဲ့ဒီမှာအွန်းနန်းတရာလေးကပ်ပေးထားတာအွန်းနန်းဒီအနန္တရာကိုကပ်ပြီးထားတာဟုတ်ပြီနော်ခုတာဆိုတာကကြာအသက်မပါတာဖြစ်တဲ့အတွက်သူ့ကိုသူကနတ်သက်လေးကပ်ပြီးထားတာ ဟုတ်ပြီနော်ဒီမှာကျတော့ခွန်းဆိုတာကျတော့ကျဲတဲ့ sorry ရောဆိုတာကျအတန်ဖြင့်ဟုတ်ပါကျဲတဲ့အတန်ဖြင့်ဆိုတော့အတန်ကျဲကြီးဖြင့်ပေါ့နော် mock ji ma se ရောဆိုတာကျတော့မစားပါနဲ့အဲဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်အဆိုတော့ခါကျတော့ bab mogul te ကျတော့ bam mogul te အဲ့လိုမျိုးပြောမယ်နော်ဒါလေးနေ့မှာမတက်တန်လေးထည့်ပြန် bam mogul te ဓမင်းစားတဲ့အခါခွန်း sorry ရောအတန်ကျဲကြီးဖြင့် mock ji ma se ရောမစားပါနဲ့အဲဒီလိုမျိုးလေးဝါကြတယ်မှာထည့်ပြီးတော့အသုံးပြုလို့ရပါတယ် ဟုတ်ပြီအဲ့ဆိုတော့ကကြတော့နောက်ထပ်တစ်လုံးကိုထပ်သုံးကြည့်ရအောင်။ဒါမှာဂျီနန်ဒါဆိုတာကကြတော့ပြီးခဲ့တယ်လား။ဂျီနန်ဒါပြီးခဲ့တယ်လား။ဟုတ်ပြီနော်။အဲ့ဆိုတော့ဒီမှာဝါကြတယ်မှာဘယ်လိုသုံးပါလဲ။ဂျီနန်ဒါတဲ့ပြီးခဲ့တဲ့လားတုန်းကဟုတ်ပြီနော်။ ဝေါ်ကူပီလာစာကအော်မာနာဘာရတ်ဆော်ရောဘလောက်လောက်ရရှိခဲ့တာလဲဘလောက်လောက်လက်ခံရရှိခဲ့တာလဲဒါဆိုလို့ရှိရင်ကြတော့ဂျီနန်ဒါဆိုတာကကြတော့ပြီးခဲ့တဲ့လဆိုတဲ့တကအချင်းပြနောက်အချင်းပြနောက်ရဲ့နောက်မှာဆိုလို့ရှိရင်သူကတဲပဲကပ်ပေးလိုက်ရုံပဲဂျီနန်ဒါတဲပြီးခဲ့တဲ့လတုန်းကဝေါ်ကူပီဆိုတာကြတော့လာစာကဟုတ်ပြီနော်ဝေါ်ကူပီဆိုတာကကြတော့လာစာဒီဝေါ်ကူမာကကြတော့ချဲပါကြနေတော့ဆိုတော့ဒီမှာလာတက်ကလေးကြနေတယ် ဟုတ်ပြီနော်ဒါလေးကိုဖြည့်လိုက်ပါလို့နော်လက်သက်ဟုတ်ပြီနော်အဲဆိုတော့ကြတော့ wall gobi လာစာက almana ဆိုတာကြတော့ဘလောက်လောက်ဘတာဆိုတာကြလက်ခံရရှိသည်ဟုတ်ပြီဒါကြတော့ ိုပုံစံလေးသူအတိတ်နဲ့အတိတ်ပုံစံလေးတုံးထားတာဖြစ်တဲ့အတွက်ဂျီနန်ဒာပြီးခဲ့ရလားဆိုတော့ဒီမှာဆိုလို့ရှိရင်အတိတ်ပုံစံတုံးထားတာဖြစ်တဲ့အတွက်အဆော်ယူကပ်ပြီးထားတယ်ဘာရာဆော်ယူဟုတ်ပြီနော်ဘာရာဆော်ယူလက်ခံရရှိခဲ့တယ်လေအဲ့တော့ဂျီနန်ဒာတဲ့ all could be all mana ဘာသာဆော်ယောပြီးခဲ့တဲ့လတုံးကလဆာကဘလောက်လက်ခံရရှိခဲ့တယ်လေဘလောက်ရခဲ့တယ်လေအဲဒီလိုမျိုးလေးသူကအသုံးပြုလို့ရပါတယ်ဒါကြတော့ noun bound တဲ့အနေနဲ့အသုံးပြုထားတာဖြစ်ပါတယ် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တော့ဒီတရာပုံစံလေးကို နားလည်လိမ့်မယ်လို့ထင်ပါတယ်ဟုတ်ပြီเนาะအဲ့ဆိုတော့သူကကရိယာပေါင်းအလတ်တဲဆိုတာကကြတော့တဲ့အခါတဲ့အချိန်ကရိယာပြုနေခြင်းဖြစ်နေခြင်းကာလအပိုင်းခြားလေးကိုဖော်ပြခြင်းတဲ့အခါမှာကရိယာပေါင်းအလတ်တဲကိုအသုံးပြုပါတယ်ဟုတ်ပြီเนาะအသက်ပိုင်းအလတ်တဲအသက်မပိုင်းတော့တဲနောင်းနဲ့တွဲမယ်ဆိုလို့ရှိရင်နောက်ကနေပြီးတော့တဲပဲကပ်ပေးရုံပါပဲဟုတ်ပြီเนาะအဲ့ဆိုတော့ခါကြတော့ဒီမှာဝါကြလေးတွေဖတ်ကြည့်မယ် 저는쉴때아름다운바다에가고싶어요.저는가로안아유래아카타야나빠래빈레고떠진마래.저는쉴때아름다운바다에가고싶어요.허비나들을표를야바래.나비로디마슬로시엔두가 동생은한국말로할때매우잘합니다.ညီလေးကတော့ကိုရီးယားဘာသာစကားပြောတဲ့အခါကိုရီးယားစကားကိုပြောတဲ့အခါပေါ့နော်အရင်တော်ပါတယ်ဟန်ကူမာဆိုတာကိုရီးယားစကားဟုတ်ပြီနော်အဲဆိုတော့ဒုံဆဲငွန်ဟန်ကူမာတို့ဟာတဲ့မဲဦးဇာရမီတာညီလေးကတော့ကိုရီးယားစကားပြောတဲ့အခါအရင်တော်ပါတယ်ဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်နောက်ပြီးတော့ခါကြဒီမှာဂျူမာတဲမိုဟစ်ဆိုရောပြည့်ရတုံးကရုံးပြည့်ရတုံးကမလုပ်ခဲ့လေ ကျွန်တော်ချင်းကွန်ဒူကွာဟမ်ကေရောင်းသွားလို့ပါဆော်ရကျွန်တော်ကတော့တန်ခင်းချင်းတွေနဲ့အတူတူရုပ်ရှင်ကြည့်ခဲ့ပါတယ်ဂျူမာတဲမိုဟက်ဆော်ရရုံးပရတုံကပါလို့ခဲ့လေကျွန်တော်ချင်းကွန်ဒူကွာဟမ်ကေရောင်းသွားလို့ပါဆော်ရကျွန်တော်ကတော့တန်ခင်းချင်းတွေနဲ့အတူတူရုပ်ရှင်ကြည့်ခဲ့ပါတယ်ဒီလိုမျိုးလေးပြောလို့ရပါတယ်နောက်ဒီမှာဘမ်မော့ကူတဲသမင်းစားတဲ့အခါခွန်ဆိုရီတို့အတန်ကျဲကြီးနဲ့ကမော့ကြီးမာဆယ်ရောမစားပါနဲ့ဒီလိုမျိုးသုံးပြလို့ရတယ်ဘမ်မော့ကူတဲဟုတ်ပြီနော်အဲဆိုတော့ ်ဘမ်မော်ဂုတ်တခွန်ဆိုရီရောမော့ချီမာဆေယောသမင်းစားတဲ့အခါတန်ကျဲကြီးဖြင့်အစားပါနဲ့နော်နောက်တော့ဆိုလို့ရှိရင်ဒီမှာဂျင်နန်ဒါတဲပြီးခဲ့တဲ့လာတော့ငါ all could be all mana but the so ယောလာစားကဘလောက်ရခဲ့တာလဲဘလောက်လက်ခံရရှိခဲ့တာလဲဟုတ်ပြီနော်အဲဆိုတော့ဂျင်နန်ဒါတဲ all could be all mana but the so ယောပြီးခဲ့တဲ့လာတော့ငါလာစားကဘလောက်ရခဲ့တာလဲအဲဒီလိုပုံစံမျိုးလေးအသုံးပြုလို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နော်ခရီးက အဲကြတော့ကရိယာပေါင်းအလတ်တဲ့တရာကိုနားလည်လိမ့်မယ်ထင်ပါတယ်။ဟုတ်ပြီ။တစ်ခါနဲ့နားမလည်ရင်နှစ်ခါနှစ်ခါနဲ့နားမလည်ရင်သုံးခါကြည့်ပြီးတော့လေ့လာကြပါအားလုံးစင်ပြေကြပါစေ။ကိုရီးယားဘာသာစကားလေ့လာတာတိုးတက်ကြပါစေရှင်။အားလုံး BND ရဲ့အပေါင်းမှာကင်းဝေးကြပါစေရှင်။